Iron Man Tony Stark တွေအရဆွဲတဲ့ပြဿနာရှိရဲဆိုပြီးတော့ comic တွေမှာရေးဆွဲပုံဖော်လေးရှိပါတယ်ဒီဗီဒီယိုမှာတော့ Multiverse တစ်ခွင်မှာရှိတဲ့ MCU ကွဲပြဲနေတဲ့ထူးခြား Yunnan နဲ့ Iron Man version အကွဲတွေအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီတော့အရာအားလုံးဒီ Ghost Rider Deadlock and Man ဖြစ်နေတဲ့ Tony Stark တို့က Doctor Doom ရဲ့အဆိုးရွားဆုံးယံကနေပြီးတော့ကာကွယ်ဖို့အတွက် Multiverse တစ်ခွင်ကိုပတ်ပြီး Hero တွေစုဆောင်းနေရတဲ့စာထားပါတယ်ဒီ Tony Stark ဒီ Ant-Man ဖြစ်နေပေမဲ့အရာရာကိုပေါက်ပြက်ပြက်တွေးပြီးယူရမဲ့တာဝန်တွေကနေပြီးတော့ထွက်ပြေး တတ်တယ်။သူ့ဘာသာ Iron Man ဆိုပြီးတော့သတ်မှတ်ဖို့အတွက်တောင်မှ Tony Stark ဆိုပြီးတော့သတ်မှတ်ဖို့အတွက်တောင်မှထွက်ပြေးနေတဲ့ခက်ကြောင်ကြောင်အယက်သမားလုံးလုံးဖြစ်ပါတယ်။အခုလဲဂျိုတစ်ခုလုံးကို Dr. Doom ကဖျက်ဆီးသွားတာထက်ဂျိုတစ်ခုလုံးမှာအယက်သပလင်းပဲခြံတားပေးခဲ့တာကိုသူကတော်တာထွက်နေတယ်။ဒါပေမဲ့ကိစ္စမရှိပါဘူး။ခန္ဓာကိုယ်ကိုသေးတလေးဖြစ်အောင်ခြုံပြလိုက်ပြီးအယက်ပလင်းအကြီးကြီးကိုအဝါတောက်ပြမယ်ဆိုပြီးတော့ကြွေးကြော်လိုက်တဲ့အခါမှာဘေးနားမှာရှိနေတဲ့ Deadlock ကတော်တာထွက်လာတယ်။မင်းကအယက်အဝါတောက်ရအောင်ဘာအကြောင်းရှိလို့လဲဆိုပြီးတော့မေးတော့အယက်သမားကအယက်သမားတို့ထုံစံ က်တိုက်ပွဲရှုံးနေတာတော့မှဘဝကမကောင်းနေတာတော့မှငါတို့အောင်မြင်တလောက်အတွက်တောင်းပါလိအောင်ပွဲခံဖို့အတွက်တောင်းပါလိဆိုပြီးတော့ရှင်းပြလိုက်တယ်။ UC သူတို့က Multiverse တခွင်ကို Ghost Rider ရဲ့ကားနဲ့ပတ်ပြီးတော့ hero တွေကိုလိုက်ပြီးတော့စုနေတာဖြစ်တယ်။ Star Panther ဆိုတဲ့ strong အဖြစ်ဆုံး Black Panther version ကိုရထားပြီးပြီးအရာရာကိုဒေါတာအထွက်နေဆုံးအတန်မာဆုံးဆိုတဲ့ Thor The God of Fist လက်သီးတို့ရဲ့နှစ်ဖျားကိုလည်းစုဆောင်ထားပြီးပြီးဒီလောက်တင်မဟုတ်သေးဘူးသူတို့မှ Steve Rogers Captain America တွေလည်း Army လိုက်ကြီးကိုရှိတဲ့အပြင် Multiverse Rust မှာအကောင်ဆုံး၄တပ် Air Force Captain Marvel တွေကြီးပဲပေါင်းထားတဲ့တပ်ဖွဲ့တစုလည်းရှိနေပြီ။ Basically Dr. Doom ရဲ့ Evil Plan တွေကိုတားဖို့အတွက်သူတို့က Avengers အဖွဲ့တစ်ခုကိုယာပြီးနေပါပြီ။သူတို့အတွက်အောင်ပွဲခံတဲ့အနေနဲ့တောက်ကြမယ်လေဆိုပြီးတော့ Tony Stark ကပြောရင် Plane အကြီးကြီးကိုတောက်ဖို့အတွက်ပြင်တဲ့အခါမှာ Deadlock ကမင်းမာနေပြီဆိုပြီးတော့ပြန်ဖြေပြလိုက်တယ်။ And yes Avengers အဖွဲ့ဖြစ်ဖို့အတွက်သူတို့မှာနောက်ဆုံးတစ်ယောက် Key Character လိုနေသေးတယ်ဆိုပြီး Ghost Rider ကပြောလာတယ်။ Of course အထာပေါက်လွယ်တဲ့ Tony D သူတို့ပြောနေတာက Iron Man အကြောင်း တိုနီစတက်အကြောင်းပဲဆိုတာကိုတီးလိုက်တဲ့အခါမှာတော့ no 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 သူကိုတော့ లై မရှာကြပါနဲ့ဆိုပြီးတော့ကြောက်လန့်တကြညင်ဆိုသေးပေမဲ့နောက်တစ်မျက်နှာမှာသူတို့ဒီပထမဆုံးအယက်တမတိုနီစတက်ကိုလိုက်ရှာဖို့အတွက်ထွက်လာကြပြီဆိုတာကိုမြင်လိုက်ရပါတယ်ဒီကဘာကတိုနီစတက်ဒီအယက်ပလင်းကိုလက်ထဲဆွဲပြီးရှောက်ပြန်ပတ်ပြေးနေတယ်သူပြောတာအရဒီတိုနီဒီငယ်စဉ်တည်းကလေပေါ်အမြဲပြန်ကြည့်နေတဲ့ကောင်မျိုးဖြစ်တယ်လေပေါ်ပြန်နေဆိုတာကလည်းကဘာကြီးကိုအချိုးပြူဖို့စူပါဟီးရိုးလုပ်ဖို့အတွက်မဟုတ်ဘူးသူရဲ့ဘဝအနေစဉ်အခက်အခဲတွေကနေပြီးတော့ထွက်ပြေးဖို့အတွက်ဖြစ်တယ် ဥပမာအရဖုံးမပေးဘဲနဲ့ထွက်ပြေးတာမျိုးမိမသားသမီးကိုမထောက်ပံ့နိုင်လို့ဝစ်ဆောင်ဝစ်ပြီးတော့ပြန်ပြေးတာမျိုးတွေဖြစ်ပါတယ်ဆိုဒီလိုကောင်မျိုးကမှအခု Ghost Rider နဲ့ Ant-Man တို့အဖွဲ့ကကဘာကြီးကိုကယ်တင်ပေးဖို့အတွက်ဆိုပြီးတော့လူလာစုတဲ့အခါဟိုကောင်ကအကျွေးသမားတွေထင်ပြီးတော့အရက်တလုံးကင်ပြီးတော့ထွက်ပြေးတယ်စောက်ပူတွေမင်းတို့ငါးကိုလည်းကင်နိုင်မှာမဟုတ်ဘူးကဘာကြီးကိုလည်းကင်နိုင်မှာမဟုတ်ဘူးဆိုပြီးတော့အရေးလေးတများများနဲ့ပြန်ပြေးနေတော့နောက်ဆုံးနေရာတစ်ခုစီကိုရောက်တဲ့အခါထိုးဆိုင်ပေါက်ကွဲထွက်သွားတယ်အရက်သမားကိုသူတို့ကိုယ်တိုင်ပဲဂျုံတဲ့နေရာတစ်ခုမှာမြေမြုပ်တကြိုးပေး ိုက်ရပါတယ်။ဒါကိုကြည့်ပြီးတော့ Multiverse တစ်ခွင်မှာသူထက်တောင်အခြေအနေဆိုတဲ့ Tony Stark တွေရှိသေးပါလားဆိုပြီး Ant-Man အယတမား Tony Stark ကတန်ဝေကရတယ်။ But why ဒီလိုအရှုပ်ကောင်မျိုးတွေကိုမြင်ရမယ်ဆိုတာသိရတဲ့ဘာလို့ Tony Stark ကိုမှ Iron Man ကိုမှလိုအပ်တာလဲဆိုပြီးတော့မေးတဲ့အခါမှာ All Rider က Avengers အဖွဲ့ကိုပြေဆုံးစေဖို့အတွက်ဆိုရင် Ultimate Iron Man ကိုလိုအပ်ကြောင်းမဟုတ်ဘူးဆိုရင်ပြေဆုံးမှာမဟုတ်ကြောင်းကိုရှင်းပြလာတယ်။ And Deadlock ကဒါကိုထောက်ခံတယ်။ပြီးတော့အခုလိုတွေလိုက်ပြီးတော့ရှာမနေခြင်းဘူးဆိုရင် Tony Stark ဖြစ်တဲ့မင်းကိုယ်တိုင်ပဲလို ုပ်လိုက်ပါလားဆိုပြီးတော့ပြောတော့စကားတောင်ဆုံးအောင်မပြောလိုက်ရဘူးဆရာသမားကခဏဆိုပြီးတော့အရက်ကိုတကြိုင်ပေါ်လိုက်တယ်ကဲဆက်ပြောဆိုပြီးတော့ပြောတဲ့အခါမှာ deadlock လဲစိတ်ပြတ်သွားပြီးတော့ခယူဆိုင်မနေတော့ပဲနောက်တစ်ယောက်ကိုထက်ရှာဖို့အတွက်ထွာလာကြပါတယ်နောက်တစ်နေရာက junkyard ကားပစ္စည်းအဟောင်းအပြတ်တွေထားတဲ့ဆိုင်ကြီးဖြစ်နေတယ်သူတို့၃ယောက်ကိုဒီနေရာကြီးရဲ့ပိုင်ရှင်လို့ထင်ရသူကတိုနီစတ ார்க் အကြောင်းကိုပြောပြနေတယ်တိုနီကတကယ်တော်တဲ့ကောင်လေးပဲတော်တယ်ဆိုတာထက်အရာဝတ္ထုတွေကိုတိဆောက်ရမှာကျွမ်းကျင်တာနှစ်ပေါင်းများစွာတိုနီဒီအခုကားပြတ်နေရာကြီးမှာပဲ ရတဲ့တိုလီမိုလီတွေကြံခဲ့တဲ့အပိုင်းအစအစုပ်အပြတ်တွေကိုအသုံးပြုပြီးတမူထူးကြတဲ့စက်ပစ္စည်းတွေလူတွေကိုအံ့အားသင့်စေတဲ့ပစ္စည်းတွေကိုထွင်ပြခဲ့တယ်။အန်အေလိုအံ့အားသင့်စေခဲ့လို့ပဲရက်ွက်ထဲကလူတွေသည့်သူ့ကိုစုံအတက်လေးချင်းနဲ့စုံတကောင်ဆိုပြီးတော့ထင်ခဲ့ကြတာကြောင့်သူထွင်ထားတဲ့အိုင်ယွန်မန်ဝစ်စုံတွေကြားမှာပဲဒုံနဲ့ထိုးမိနဲ့ရှို့ပြီးတော့နှလုံးသားကိုထုတ်ယူတပ်ဖြတ်ခဲ့ကြပါတယ်။တကယ်တော်တဲ့လူမျိုးတကယ်ကယ်တင်ပေးနိုင်မဲ့လူမျိုးကြတော့လဲတည်နေပြန်ပြီ။ဒီတော့စိတ်ပြပြန်တဲ့၃ယောက်သားနောက်ထပ် universe တစ်ခုနောက်ထပ် tony stark တယောက်စီကိုထွာလာကြပြန်တယ်ဒီ universe ကတိုနီကြပြန်တော့သူ့ရဲ့စိတ်ကိုသူဖန်တီးထားတဲ့အေယာမရွှေရောင်စက်ရုပ်ကြီးတစ်ခုတည်းကိုကူးပြောင်းထည့်ထားတယ်ဒီလောက်ကမယူနန်နေဘူးဒါပေမဲ့အဲ့ဒီစက်ရုပ်ကြီးဒီကြီးမာလွန်းတဲ့အတွက်ကဘာနဲ့တောင်မှမဆန့်ဘူးဖြစ်နေတယ်ဒါကြောင့်လည်းသူကကဘာကနေထွက်လာပြီးတော့ကဘာအပြင်ကို ထုတ်လာခဲ့တဲ့သိပ္ပံပညာကိုယူသွတ်တဲ့တိုနီစူဇန်စိတ်အပြေအဝရှိတဲ့တိုနီဒီကြာလာပြီးဖြစ်တော့အချိန်ဒီတဲကအဆုံးမရှိတော့ကျေပြောလာတော့အာကာသထဲမှာတယောက်တည်းရှောက်သွားနေခဲ့ခြင်းဖြစ်တယ်သူဒီလည်းအခြားရတမ ားရလို့ပဲ energy လိုအပ်တဲ့အခါမှာဂျိုကြီးတွေကိုအရက်ပလင်းအဖုံဖွင့်မောတောက်လို့မောတောက်ပြီးတော့အသက်ရှင်နေခြင်းဖြစ်ပါတယ်အခုအယူ၃ရောက်ဒီကဘာကိုကဲတင်ပေးဖို့အတွက်အကူညီလာတောင်းတာဖြစ်ကြောင်းပြောတဲ့အခါမှာဒီကောင်ကြီးကလောင်ပြောင်ပြီးတော့ရီတယ်ဂျိုတစ်ခုကိုကောက်မော်လိုက်ရင်လည်းဘသူကများကဘာအတွက်စောက်ယူဆိုင်တာလဲဆိုပြီးတော့ပြောပြလိုက်တဲ့အခါဒီတိုနီကတော့အမြင့်ကိုပြန်လွန်တဲ့အတွက်မြေပြင်နဲ့အပီးလွတ်သွားခဲ့ပြီဆိုတာကိုသူတို့နားလဲသွားကြတယ်နောက်ထပ်တိုနီကိုရှာဖို့အတွက်နောက်ထပ် universe တစ်ခုစီကိုထွက်လာကြပါတယ်သူတို့ဒီလိုက်ရှာ ရင်နဲ့လမ်းတစ်လျှောက်မှာ Iron Man ဝတ်စုံတွေကို bartender လုပ်ဖို့အတွက်အသုံးပြုနေတဲ့ပေါ်ပြက်ပြက် Tony Stark အယောက်30လောက်ကိုတွေ့ခဲ့တယ်။နောက်ထပ်နှစ်ဒါဇင်လောက်ကကြတော့နေတဲ့ကိုပြန်ဝင်သွားကြတယ်။တမင်သက်သက်လားမတော်တဆလားဆိုတာတော့ဘယ်သူမှမသိကြဘူး။ဒီလိုမျောများလာတဲ့အယူ Tony Stark တွေကိုမြင်ပြီးတဲ့အခါမှာ Ant-Man Tony ကအ ਨੇ ဆုံးတော့သူဒီအစိုးရဆုံးဟုတ်မနေကြောင်းကိုခံစားမိလာတယ်။ပြီးတော့ဒါမျိုးကောင်တွေလည်းရှိသေးတယ်ဆိုပြီးနောက်ထပ် Universe ကအကောင်တကောင်ကိုပြလာတယ်။ဒီကောင်ဒီ MCU Tony Stark လို့ပဲဂူရဲမှာအဖမ်းခံရပြီ စွတ်ကြဲတစ်ခုနဲ့မုတ်ဆိတ်ရှည်တွေနဲ့ထွက်ပြေးဖို့အတွက်ပြေဆုံးတဲ့ Iron Man ဝစ်ဆုံတစ်ခုကိုဆောက်လုပ်ဖန်တီးနေတာဖြစ်ပါတယ်။သူရဲ့အနာမှာသူအရင်လုပ်ထားတဲ့ဝစ်ဆုံအဟောင်းတွေအများကြီးကလည်းပြန်ကျဲနေတယ်။ဒီကောင်ကအယူ၃ကောင်ကိုကူညီပေးဖို့အတွက်ညင်းဆိုတယ်။ဘာလို့လဲဆိုတော့သူ့မှာအချိန်မရှိဘူး။စကားပြောဖို့တောင်အချိန်မရှိဘူး။သူဒီဂူတွေကနေပြီးတော့လွန်မြောက်ဖို့အတွက်အခု perfect ဖြစ်တဲ့ဝစ်ဆုံကိုဖန်တီးနေတာဖြစ်ကြောင်းရှင်းပြလာပါတယ်။ဒါပေမဲ့မင်းအရှိမဖန်တီးထားတဲ့ဝစ်ဆုံတွေလည်းရှိတယ်လေ။အဲ့ဒါတွေကကောဆိုပြီးတော့ Ant-Man Tony ကကြောင်တောင်တောင်ဖြစ်ပြီးမေးမိ တဲ့အခါမှာမုတ်စိတ်ကအဲ့ဒါလေးဒီ perfect မဖြစ်လို့ပဲမပြည့်စုံလို့ပဲမပြည့်စုံလို့မဖြစ်ဘူးတခုခုချိုးယွင်းသွားခဲ့တယ်မာယွင်းသွားခဲ့တယ်ဆိုရင်ငါ့ကိုဖန်ထားတဲ့ကောင်တွေကငါ့ကိုတပ်ပြစ်ကြလိမ့်မယ်အဲ့ဒီလိုဆိုရင်ငါရဲ့အနာဂတ်ကိုလည်းမြင်ရတော့မှာမဟုတ်ဘူးငါရဲ့အိမ်မက်တွေကိုလည်းမြင်ရတော့မှာမဟုတ်ဘူးငါရဲ့အိမ်မက်တွေကအရေးကြီးတယ်ဝစ်စုံက perfect ဖြစ်ကိုဖြစ်ရမယ်ဆိုပြီးအယူတယောက်လိုမျိုးတွတ်တွတ်ပြောပြနေပါတယ်ဒီအချိန်မှတီးလိုက်ရတာကဒီကောင်ကိုဖန်ထားတဲ့လူဆိုးတွေဒီကိုအပြင်းမှာတေဆုံးနေတာ10နှစ်လောက်တောင်ရှိနေပြီအယူတွေတောင်မှဖြစ်နေကြပြီတ ကယ်တော့ဒီကောင်းကိုချုံနောင်ထားတာက သူကိုယ်တိုင်ပဲဖြစ်နေတယ်။သူအတွက်အရေးကြီးလာတဲ့အနာဂတ်အိမ်မက်ဆိုရာကြီးကိုရှေးရှုပြီးတော့ကြိုးစားတမျှကိုထုံမပြပဲမဆန်းသက်ကြည့်ပဲနဲ့ perfect ဖြစ်ဖို့အတွက်ဆိုပြီးတော့ပြည့်စုံဖို့အတွက်ဆိုပြီးတော့လက်ရှိအချိန်တွေကိုဖြုံတီးပြနေတဲ့အယူတယောက်အစွန်ရောက် perfectionist တယောက်ဖြစ်နေခဲ့ခြင်းဖြစ်ပါတယ်။ and ဒါကိုမြင်ပြီးတော့နားလဲသွားကြတဲ့အခါမှာနောက်ထပ် universe တစ်ခုစီကိုသွားကြပြီးနောက်ထပ် unit နဲ့ tony stark ကိုရှာဖို့အတွက်ဖြစ်လာပြန်တယ်။ဒါပေမဲ့ဒီတစ်ခေါက်မှာတော့ and man tony ကဒေါ်ဒါထွက်သွားတယ်။နောက်ထပ် universe bus တစ်ခုကိုသူထပ်ပြီးတော့မတွားနိုင်တော့ဘူးနောက်ထပ် unit မှုတစ်ခုကိုထပ်ပြီးတော့မသွေးချင်တော့ဘူးဒီကောင်အပြည့်စုံဆုံးဖြစ်ချင်တဲ့ကောင်ကအပြည့်စုံဆုံးပဲဒီကောင်ကိုပဲငါတို့အသုံးပြုတော့မယ်ဆိုပြီးတော့ပြောလာတဲ့အခါ deadlock တို့ကတားတယ်ဒေါက်တာဒုံးစီကနေပြီးတော့လာမဲ့ကဘာဖြတ် anti-ID ဒီထက် anti ရဲ့အများကြီးပို့ပြီးတော့ကြီးတယ်ပို့ပြီးတော့ဆိုးတယ်သူတို့ဒီ ultimate iron man ကိုလိုကိုလိုအပ်တယ်ဆိုပြီးတော့ပြောလိုက်တဲ့အခါမှာ handman tony ကနောက်တစ်ခုပဲထပ်ပြီးတော့လိုက်ပေးဖို့အတွက်လက်ခံလိုက်တယ်အဲဒီတစ်ခုကသာအဆင်မပြေဘူးဆိုရင်သူကိုယ်တိုင်လည်းဒီကူထဲမှာ ဒီမုတ်စိမ့်နဲ့အတူနေပစ်လိုက်တော့မယ်ဆိုပြီးတော့စူအောင်အောင်ပြောရင်နောက်ထပ် universe တစ်ခုစီကိုထွက်လာကြပါတယ်ဒီကဘာမှာကြတော့တိုနီကကားပြင်းနဲ့ဆိုင်ဖွင့်ထားတယ်ငါသာထားလို့ရရင် airway ကြည်အောင်လက်ဖက်ရည်ဖြော်တိုက်ပါတယ်ဆိုပြီးတော့ပြောနေတဲ့အဲ့ရတဲ့ကထိတ်ပြောင်ဘိုးတော့ကြီးတယောက်ဖြစ်နေတယ်ဆိုတာကိုမြင်လိုက်ရပါတယ်ဘိုးတော့ကသူ့စီကိုအခုလိုမျိုးဘယ်သူမှလာမတွေ့တာကြားပြီးဖြစ်ကြောင်းရှင်းပြတယ်အရင်ကဆိုရင်ပတ်ဝန်းကျင်မှာဘာပဲပြင်ဖို့လိုလိုအဖိုးကြီးတိုနီကိုပြလိုက်သူမပြင်နိုင်တာမရှိဘူးဆိုပြီးတော့နမဲကြီးရဲ့ကဲဆိုအခုမောင်းရင်လာတဲ့ကိစ္စကဘာလဲ ယ်အဖိုးကြီးတွန်ဒီပါပြင်ပေးရမလဲဆိုပြီးတော့မေးမြန်နေပါတယ်ဘတ်တီဘိုးတော်ကိုဘတ်တော်တဲကိုခေါ်သွားလို့မရတဲ့ညော်လင်းချက်မင်မင်နဲ့အန်မန်တိုနီကလည်းဘိုးတော်ရဲ့ဘေးမှာဝင်ထိုင်ပြီးတော့အစကားသာပြောနေလိုက်တော့တယ်ငါခိတ်ဆာကအရေးမကြီးပါဘူးအေးစေးနာပါဆိုပြီးတော့ပြောတော့ဘိုးတော်ကအတင်းလက်ဖက်ရည်ထားဖြော်ပေးဖို့အတွက်လှုပ်ပြန်တယ်ဒီအခါတိုနီကသူ့ရဲ့လက်ဆွဲတော်ရက်ပလင်းကိုထုတ်ပြပြီးမလိုပါဘူးငါမှတောက်စရာပါတယ်ဆိုပြီးတော့ပြောတယ်တောက်အောင်မလားဆိုပြီးတော့မေးတော့နာဘိုးတော်ကသူအရက်မတောက်ဘူးအော်အရက်မတောက်ဖြစ်တော့ဘူးဆိုပြီးတော့ပြောတယ်ကြက ျက်စီးနေတဲ့အရာတွေကိုပြင်ဆင်ရတဲ့အခါခေါင်းကိုကြည်နေအောင် ထားဖို့အတွက်ကလိုအပ်တယ်လေပြီးတော့လိုအပ်ချက်တစ်ခုလည်းရှိသေးတယ်သိချင်လားတခုခုကိုပြင်ဆင်မှုအတွက်ကကိုယ်တိုင်ကလည်းကြိုးပြတ်ဖို့အတွက်လိုအပ်တယ်ကိုယ်တိုင်ကကြိုးပြတ်နေရင်ပို့ပြီးတော့လွယ်ကူတယ်ဆိုပြီးတော့ပြောပြလိုက်ပါတယ်ဆက်ပြီးမင်းအခုဘာလို့လာလဲဆိုတာကိုငါနားလဲတယ်လို့ထင်လဲအ ਨੇ ဆုံးတော့နားလဲတယ်ဆိုပြီးတော့မျောလင်းတာပဲငါလည်းတိတ်ပြီးတော့အသက်ရှင်တော့မယ်မထင်ဘူးဒါပေမဲ့နေစဉ်ပတ်ဝန်းကျင်မှာအမြဲလိုလိုဖြည့်ဆည်းနေကြတဲ့အရာတွေကိုငါတို့ဒီပြင်ဆင်နိုင်ကြလိမ့်မယ်ဆိုပြီး တော့ယုံကြည်တယ်။မင်းကငါကစောင့်နေတယ်လို့ပါပဲကောင်းလေ။မင်းဒီတွေးသမျှအရာတွေကိုငါလို့ပြင်ဆင်ဖို့အတွက်ကြိုးစားပေးနိုင်မလား။ခတိပေးနိုင်မလားဆိုပြီးတော့မင်းနေရင်အဖိုးကြီးရဲ့အတန်လေးဟာတဖြည်းဖြည်းပြော့လာပြီးတိုးသွားပြီးတော့အသေးဆုံးသွားခဲ့ပါရဲ့။အန်မန်တိုနီဟာအဖိုးကြီးရဲ့စကားတွေကြောင့်အများကြီးနားလည်သွားခဲ့တဲ့အဖိုးကြီးကိုမြေမြုပ်တကြိုပေးအပြီးမှသူ့မှာကျန်သမျှအရက်ပလင်းတွေအကုန်လုံးကိုတဲထုတ်လာတယ်။ပြီးတော့ငရဲအထိပေါ်တယ်ဖွင့်ပြီးတော့လွင့်ချပြစ်လိုက်တယ်။တိုနီကအိမ်နေကစပြီးတော့အရက်ဖြတ်လိုက်ပြီးနောက်ထပ်ရက်အနေငယ်အတွင်းမှာ detox လုပ်ပစ်လိုက်တယ်ခေါင်းကိုကြည်အောင်ထားပစ်လိုက်တယ်အပြီးမှာတော့အရင်ဆုံးကူရဲက Tony Stark စီကိုတွားတယ်လက်ကနေဆွဲကင်ခေါ်ထုတ်လာပြီးအပြင်မှာပါ NDA မှမရှိကြောင်းမင်းဒီလူပွားကြီးမှအပြင်ထွက်ပြီးတော့ရှင်သန်ဖို့အတွက် perfect ဖြစ်နေစရာပြည့်စုံနေစရာမလိုကြောင်းကိုရှင်းပြလိုက်တယ်ဒီတစ်ချောင်းမှာ Tony တို့ဒီပျက်စီးနေပါတယ်ဆိုတော့ကြိုးပြတ်နေပါတယ်ဆိုတော့လူတွေအများကြီးကိုတွေးခဲ့တယ်ဒါပေမဲ့သူတို့ကိုကူညီပေးမဲ့အစားသူတို့စီကအခုအညီကိုလိုက်ပြီးတော့တောင်းနေခဲ့တယ်အခုဘိုးတော့ရဲ့စကားကြောင့်အမြင်မှန်ကိုရသွားတဲ့ Ant-Man Tony က သူကိုယ်တိုင်ဦးဆောင်ပြီးတော့အရင်တွားခဲ့တဲ့မြတ် University တိုင်းကတိုနီစတ ார்க் တွေကိုလိုက်ပြီးတော့စူယုံခဲ့တယ်။အရက်ဖြတ် center တစ်ခုလို therapy session တစ်ခုလို့စီစဉ်ပေးပြီးတော့တိုနီစတ ார்க் တိုင်းကိုမချိုးပြတ်တော့အောင်အတွက်အထီးမကျန်တော့အောင်တယောက်တည်းမဖြစ်တော့အောင်အတွက်ပြုပြင်ပေးခဲ့တဲ့ကူညီပေးခဲ့ပါတယ်။ဘာလို့လဲဆိုတော့ကိုယ်တိုင်ကကျိုးပဲ့ပျက်စီးနေရင်အခြားပျက်စီးနေတဲ့အရာတွေကိုပြင်ဆင်ပေးတဲ့အခါအဆင်ပြေတာပေါ့ဆိုတဲ့အဖိုးကြီးရဲ့စကားကိုပြောရင်ညာလာစွာတော့တိုနီစတ ார்க் တွေကပြုံပြုံရွှင်ရွှင်နဲ့အတူတူရှိနေကြတယ်ဆိုတာကိုပြ ရင် comic ကိုအဆုံးသတ်သွားခဲ့ပါတယ်။တကယ်ကိုလှပပြီးနက်နက်နဲနဲဖွဲ့စည်းရေးဖွဲ့ထားတဲ့ comic တစ်ခုဖြစ်လို့ Predator တို့ကလည်းနားထောင်ရတာတပေါ်ကြားခဲ့လိမ့်မယ်လို့ထင်ပါတယ်။ဗီဒီယိုကိုဒီချိန်ထိကြည့်ပေးနေကြသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်။